ရခင်ခေအောင်ကဥစ္စာဆောင်ဇလံကိုဖုံးကျွန်တဲ့မမျက်စိဇလံကိုနားထောင်မှုပါတယ် တားရှင်ပြုကနေတိုက်ဆရာနဲ့ကြုံတာကြောင့်မမျှစိန်ကိုတိုင်တန်းကပြန်ခေါ်သွားတဲ့ဇက်လန်ဖြစ်ပါတယ်။အဆွေးဇက်လန်ဖြစ်ရာအလွန်နားထောင်လို့လည်းကောင်းပါတယ်။ကျွန်တော်တို့ငယ်စဉ်ကတည်းကဆရာကြီးမြတ်ဆက်ကြရဲ့တေရဲတစီဝိထုဇက်လန်ဆရာကြီးမော်ဆက်ရှင်ရဲ့ဆုံးကဝေဇက်လန်တွေကိုဖတ်ခဲ့ရပြီးတော့ဒေါ်မြလေးနဲ့တာတေကြီးတို့ပါဝင်တဲ့တိုက်သမိုင်းရုပ်ရှင်ဇာတ်ကားတွေကိုလည်းကြည့်ခဲ့ရဘူးပါတယ်။ကြည့်ပြီးတော့ကောင်းပါတယ်။သို့တော်လည်းခစ်လူငယ်ပြပြမယုံကြည်ခဲ့ပါဘူး။သို့တော်လည်းယခုကျွန်တော်ကြုံတွေ့ရတဲ့အဖြစ်အပျက်ကတော့တိုင်နန်းကြောင်လာစိတ်တစားဆန်နေသည်လားတော့ကျွန်တော်ဝေခွဲမတက်ပါဘူးထူးဆန်းနေတာကတော့အမှန်ပါပဲစိတ်တစားဝေ ဒနာရှင်လေးမို့လားတိုက်နှန်းရှင်မို့လားတော့မသိပါဘူးကျွန်တော်ကိုအိမ်မက်ပေးပြီးတော့စကားတွေပြောပါတယ်ချင်းဆိုပါတယ် လူချင်းလဲတွေ့ခဲ့ရရွေးချစ်သူရေးစားပင်ဖြစ်ခဲ့ကြပါသေးတယ်။တကယ်တမ်းလက်ထပ်မယ်ဆိုတဲ့အချိန်ကျတော့မိန်းကလေးကစိတ်တစဝေဒနာတဲ့တယောက်ဖြစ်နေပါတယ်။ယခုလိုမျိုးတိုးတက်ခင်မိနေတဲ့ခေတ်ကြီးမှာအထူးကုဆရာဝန်ကြီးတွေနဲ့ပြသပြီးတော့ကုပြရစီဆိုပေမဲ့လည်းမိန်းကလေးရဲ့အုပ်ထိန်းသူတွေကခွင့်မပြုဘဲနဲ့ခြေရဖြောက်ပြီးတော့သွားတာကြောင့်ကျွန်တော်တော်တော်လေးကိုခံစားခဲ့ရပါတယ်။ဒါ့ပေမဲ့လည်းနင့်နာကြီးရောကြီးဆိုပြီးတော့ကျွန်တော်ကိုရွှေရင်းကားပြားတွေပုံပေးသွားခဲ့ပါတယ်။ထူးဆန်းတာကတော့အဲ့ဒီမိန်းကလေးရဲ့ကိုသိန်းရက်နဲ့မှာရှားပါလာတဲ့ကြာညိုနဲ့သေးနေပါတယ်။ မိန်းကလေးကတောသူလေးပါတနခါကလွယ်ပြီးတော့မိတ်ကပ်ပင်သုံးဆွဲလေးမရှိပါဘူးကြံညုံနဲ့ရေမွေးကလည်းအဲ့ဒီခက်မှာမပေါ်သေးပါဘူးမိန်းကလေးရဲ့ကိုသိန်းရနဲ့တက်တက်သာဖြစ်ပါတယ်မြမအဝတ်စားနဲ့အလွန်တင့်တယ်လာတယ်လို့ဆိုရမှာပါအဲဒါကြောင့်မဲကျွန်တော်ကသူ့ကိုနန်းကြံညုံဆိုပြီးတော့ချစ်သူချင်းအမြင့်တစ်ပေးတဲ့အခါမှာတော့သူမကလည်းလွန်စွာနှစ်သက်ပုံရပါတယ်သူမစကားပြောရင်လည်းကြံညုံကလေကြံညုံကလေဆိုပြီးတော့ထည့်ပြောတတ်ပါတယ်တကယ်တမ်းအီဇလန်ကိုပြောရရင်အိမ်မက်ဆန်လာပါတယ်ကျွန်တော်က1981 82ခုနှစ်လောက်ကရန်ကုန်တက္ကသိုလ်ကဘွဲရတော့အဲ့ဒီခေတ်အဲ့ဒီအချိန်ခါအလုပ်အလွန်ရှားပါလာပါတယ် ကုမ္ပဏီတွေကလည်းမထုံးကားသေးတော့အစိုးရအလုပ်ကိုပဲလူရဲ့လျှောက်ကြရပါတယ်ဌာနတစ်ခုမှာအောက်တန်းစေးတနေရာရဖို့ပဲမလွယ်ကူပါဘူးကျွန်တော်ကလည်းကျွန်တော်ပါပဲ အောက်တန်းစီးတော့မလုပ်လို့ပါဘူး။တန်းပြီးတော့အရာရှိဖြစ်ရှင်သူဖြစ်ပါတယ်။အဲဒါကြောင့်မဲယူနီဖောင်းဝတ်ဖြစ်တဲ့စစ်ဘက်နဲ့ရဲအရာရှိထောင်အရာရှိဖြစ်ရင်မျှော်မှန်းထားပါတယ်။စစ်ဘက်ကတော့မိခင်ကသဘောမတူတာကြောင့်မဝင်ခဲ့ရပါဘူး။ရဲကိုလည်းခွင့်မပြုပါဘူး။ဒုတ်ကင်ပြီးတော့ယူနီဖောင်းဝတ်ရတဲ့ထောင်အရာရှိဆိုတော့မိဘတွေကခွင့်ပြုပါတယ်။ဒါတော့နေမတော်ရပါဘူး။အင်းစိန်ထောင်မှာပဲတာဝန်ထမ်းဆောင်ရပါတယ်။အိမ်ကနေရုံတက်ရမယ်ဆိုပြီးတော့တတ်မှတ်ချက်ချခဲ့ပါသေးတယ်။ကျွန်တော်ညီမချင်းရှိပေမဲ့လည်းအလုံးမရခင်ဆက်ကြနိုင်ငံခြားဘာသာသိပ္ပံမှာဂျပန်ဘာသာဒီပလိုမာတက်ရင်နဲ့တက္ကသိုလ်ကအတန်းတူ၄နှစ်လုံးအတူတွဲခဲ့တဲ့တိုက်ကြီးမျိုးကတငယ်ချင်း9က ကိုစောကျော်လီအလဲခေါ်တာကြောင့်ရန်ကုန်မြို့ကိုရေပေးဝင်နေတဲ့ဂျိုးပြူကန်ကိုအလဲရောက်ရှိခဲ့ပြီးတော့အီဇလန်ဖြစ်ပေါ်ခဲ့ရပါတယ်ဂျိုးပြူကန်ကတိုက်ကြီးမြို့နဲ့ဆယ်မိုင်ကျော်ခန့်လောက်ဝေးပြီးတော့ရန်ကုန်မြို့နဲ့တော့မိုင်90ကျော်လောက်ဝေးပါလိမ့်မယ်တကယ်ချင်းကိုစောကျော်လီရဲ့ရည်စားဟာဂျိုးပြူကန်မှန်ကြီးဦးကျော်ရဲ့သမီးဆီယာမနောင်အားစာဖြစ်ပါတယ်ဖေအီသူသမီးကရင်လူမျိုးပြည်ပြည်အသားရည်ဖြူဝင်းပြီးတော့ပြည့်ပြည့်ဖြူဖြူရှိလာပါတယ် ကျွန်တော်ကငယ်စဉ်ကပဲအမဲလိုက်ဝါသနာပါပြီးတော့တောတောင်ကိုချစ်တာကြောင့်ចောင်းပိတ်ရတဲ့ဂျိုးပြူကန်ကိုအလေရောက်တဲ့ဖြင့်ကျွန်တော်နဲ့ကံမိုင်ဦးကျော်ဆီယာမနော်အားစာတို့ကအလွန်ခင်မင်ကြပါတယ်တောကမျိုးစုံသားတောစာတောင်စာတွေစားရင်လည်းကျွန်တော်ဂျိုးပြူရေစိကန်ပေါ်မှာပျော်နေမိပါတယ် စနေကျောင်းပိတ်ရက်တည်းရဲ့ကျွန်တော်ဦးကျော်တို့အိမ်စီမှာညအိပ်ရာထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမှတ်ခဲ့ပါရယ်ရေစစ်ကံပေါ်မှာရှိတဲ့ AKR အနောက်ဘက်ရှိုးဆောင်ထဲမှာကျွန်တော်တယောက်တည်းလမ်းလျှောက်နေစဉ်ကညင်ပင်ကြီးရဲ့အောက်မှာရှေးအောင်မင်းသားမင်းသမီးအဝတ်စားတွေနဲ့မောင်နှမနှစ်ဦးပါကလမစီးနေတဲ့ကစားပြီးတော့ထွေပစ်နေကြတာကိုတွေ့ရပါတယ်သူတို့ပစ်နေတဲ့ထွေဒိုးပြားတွေကရွှေပြားကြီးတွေဖြစ်ပါတယ်ကျွန်တော်ရက်ကြီးနေမှလည်းသိရောမင်းသားအဝတ်စားနဲ့ကလေးအား အခုတော့လာဝင်ကစားမလားအဲ့လိုမျိုးကျွန်တော်မေးပါတယ်ကျွန်တော်ကလည်းခေါင်းရမ်းပြတော့မင်းသမီးဥဝစားနဲ့ကောင်းမလေးကမောင်ကြီးလာဝင်ကစားပါလား မောင်ကြီးကိုလက်ဆောင်ရွှေပြားတွေပေးမယ်လေကျွန်တော်ကခေါင်းရမ်းလိုက်ပါတယ်မင်းတို့ကလေးတွေပဲကစားကြပါအကိုကြီးကအသက်ကြီးတော့အဲ့လိုကစားဖို့မကောင်းတော့ဘူးအဲ့လိုဆိုတော့သူတို့ကတခိခိရဲကြရင်နဲ့ညီတော်တို့မောင်နှမကလည်းကလေးတွေမဟုတ်တော့ပါဘူးအပြိုလူပြိုတွေဖြစ်နေကြပါကြီးကစားတာပဲအယွမ်းနဲ့ဆိုင်လို့လားအဲ့လိုမျိုးပြန်ပြီးတော့မေကွန်းထောက်လာခဲ့ပါတယ်ဆိုင်နေညီတော်ရဲ့အသက်အရွယ်ယဉ်ကျေးမှုရာကစားနည်းတွေပြောင်းသွားတယ်ညီတော်တို့တော့ထွေပြစ်ကစားနည်းပဲကြိုက်တယ် အဲ့လိုမျိုးသူကပြန်ဖြေလာခဲ့ပါတယ်အရေးလိုကစားနေကြရင်လည်းကောင်လေးကဟေ့ညီမတော်အဖိုးခေါ်နေပြီသွားကြရအောင်လေကျွန်တော်အဖိုးခေါ်တယ်လို့လည်းမကြရပါဘူးအဲ့ဒီချိန်မှာပဲကောင်မလေးကယောမောင်ကြီးအတွက်အမတ်တရလက်ဆောင်အဲ့လိုမျိုးပြောဆိုပြီးတော့သူတို့ထွေတိုးပြစ်ဒဏ်ကစားနေတဲ့10သားခန့်လောက်ရှိတဲ့ရွှေပြားကြီးနှစ်ပြားကိုပေးနေမောင်ကြီးညီမတော်တို့မောင်နှမကိုကညင်မင်မောင်နှမလို့လည်းခေါ်တယ်နောက်မောင်ကြီးညီမတော်တို့တွေ့ကျင်လို့ရှိရင်ဒီကညင်မင်ကြီးရောက်ကိုလာခဲ့ပါအဲ့လိုပြောတော့ကျွန်တော်ကအလိုလိုခေါင်းညင်ပြီးသားပါပဲလွန်စွာလဲအံ့ဩနေမိပါတယ်မိန်းကလေးကကျွန်တော်နောက်ကိုကပ်ပြီးတော့ရွှေပြားနှစ်ပြားကိုပေးစဉ်ထူးဆန်းလာတဲ့ ဲ့ကြာညိုသင်းတန်းကိုရပါတယ်အဲဒါကြောင့်ကျွန်တော်ကနန်းကြာညိုဆိုပြီးခေါ်လိုက်မိပါတယ်ကျွန်တော်အိယာကနေလန်တို့တော့ဇဝေဇဝါဖြစ်နေမိပါတယ်အိမ်မက်ကအထင်ရှားမြင်မှတ်နေခြင်းမှာကျွန်တော်အိအကြောင်းအရာတွေကိုပြန်စဉ်းစားရင်လည်းအိယာကနေတော်တော်နဲ့တော့မထပြပါဘူးအချိန်ကတော့မနေ့9နာရီခန့်စောင်းပေါက်ရာသီဖြစ်တာကြောင့်တစ်တော်တစ်ပင်တွေပေါ်များလာတဲ့ဂျူးယူရေကန်ဇက်ပေါ်မှာနှင်းမုံတွေကတော့ဝေနေသေးပါပဲကျွန်တော်အိယာကနေထပြီးတော့မျက်နှာတက်လိုက်ပါတယ်ဆီယာမနော်အားစာကမောင်သိန်းဝင်မနေ့စာစားရအောင်လေဩဟုတ်ကဲ့မမသူတို့တလေးရတမျိုးပါတနေ့ထမင်းသုံးနှက်စားရပါတယ် breakfast စာထမင်းဝိုင်းနဲ့ ဲ့အဝစားရပါတယ်။အရင်နောက်မှာတော့အသီးနှံနေစားပြီးတာနဲ့အသီးသီးအလုပ်သွားကြပါတယ်။နေ့လယ်စာထမင်းကိုတော့နေ့လယ်၁၂နာရီနဲ့မွန်းလွဲ၁နာရီတွင်းမှာစားပြီးတော့ညစာကိုတော့ည9နာရီမှာစားပါတယ်။စားတော့ပြီးအချိုတဲကြစင်မှာတော့ကျွန်တော်ကညထူးဆန်းစွာနဲ့မက်ခဲ့တဲ့အိမ်မက်အကြောင်းပြောပြတဲ့အခါမှာဆီယမ်မနော်အားစာမောင်သိန်းဝင်အဲ့ဒီကလေးတွေကကညင်မင်မောင်နှမတယ်လား။အဲ့လိုဆိုရင်တော့ရွှေချိုးပြူမူလာကဲတိုက်နှမ်းရပါပဲ။ မင်းကိုချစ်ခင်လို့အိမ်မက်ပေးတာဖြစ်မယ်အဲ့ဒီမောင်နှမနဲ့ကပဋ္ဌာန်းဆက်ရှိမှတွေ့ရတယ်လို့ကြားဘူးတယ်ကွယ်အဲ့ဒီအချိန်မှာပဲဖာဒီဥကျောကတူမောင်ရွှေချိုးပြူမူလာကဲအဓိကတိုက်နံကံမာကြီးရေလေကောင်ကျွန်းကညင်နှစ်ပင်ကျွန်းမှာရှိတာအင်္ဂလိပ်ခေတ်ကရွှေချိုးပြူကံမာကြီးကိုဆယ်ထုပ်ဆယ်ဖို့တော့အစိုးရပိုင်နယ်ထဲကိုသူတို့တိုက်နံရောက်သွားလို့ဘူကလေးဘက်ကိုပြောင်းသွားတယ်လို့လည်းပြောကြတယ်သူတို့မောင်နှမကညင်မင်းအလွန်ချစ်တော့ဟိုရှိရအေဂီယာနောက်ကျောကကညင်မင်းရှူထဲမှာလည်းနေကြတယ်ပြောတာပဲ။အော်ပြောစရာတခုကြံနေသေးရဲ့ဂျိုးပြူကံကြီးကိုဆယ်ဖို့တော့ရေရမလုံစိတ်နေရလေကညင်မင်းမောင် မကိုပွဲပေးရမယ်ဆိုလို့ရက်ရွာမုတ်ဆိုးကပြောတော့အင်ဂျင်နီယာတွေကမယုံကြဘူးမြမအလုပ်သမားတွေကပါဝိုင်းပြောတော့မှလောက်ကြတာပွဲပေးပြရတယ်ပဲကံမာကြီးအဓိကတာပေါင်ကြီးကရေလုံသွားတယ်ဘလောက်ထိလုံတယ်လဲဆိုရင်ဒုတိယကမ္ဘာစစ်အတွင်းမှာဂျပန်တွေကဂျိုပြုကံမောင်ဘုံကျဲပြီးတော့စစ်တနတ်တွေနဲ့ပြစ်တာတော့မကြိုးပေါက်ခဲ့ဘူးဖာတီတို့ကကရင်လူမျိုးခရစ်ယာန်ဘာသာဝင်တွေပါခရစ်တော်ကလွယ်လို့အယုံကြည်မရှိပါဘူးဒါပေမဲ့ဖာတီကဒီဂျိုပြုကံကြီးစောက်ကလေးကကလေးဘဝနဲ့မိခဲ့တာဆိုတော့ရွှေဂျိုပြုမူလာခဲ့တိုက်နှံအကြောင်းလက်တွေ့မှုယုံတယ်ဂျိုပြုကံဆိုတာကလည်းအဲ့ဒီတိုက်နှံအမည်ပဲလေအခုမှတူတော်မောင်နဲ့ဆက်ဆက်မိ ရဆိုတော့အကြောင်းတော့ရှိလိမ့်မယ်ကွဟုတ်ကဲ့ပါဖာဒီကျွန်တော်မနက်စာစားပြီးတာနဲ့လမ်းလျှောက်ရင်းနဲ့ AKR အနောက်ဘက်မှာရှိတဲ့ကញင်မင်းရှိုဘက်ကိုလမ်းလျှောက်ထွက်ခဲ့ပါတယ်ရှိုကြီးကတော်တော်နက်ပင်မဲ့လည်းအထဲမှာတော့ကြဲပြတ်နေပါတယ်ကလေးကစားကွင်းတပွဲအလဲမှာမြေပြောင်ပြောင်ကြီးလည်းဖြစ်နေပါတယ်ကញင်မင်းကြီးကလူနှစ်ဖက်စာခန့်မှာရှိုရဲကနေအထက်ကိုပစ်တရာခန့်မြင်မားစွာပေါက်ရောက်နေပြီးတော့ကញင်မင်းနေထုံးစံအတိုင်းပဲအခြေကနေအထက်ပေ90ကျော်ခန့်ထိပြောင်ချောချောအထက်ကနေအကိုင်းအခက်တွေဝေစာနေပါတယ်ထီးတပွဲဖြစ်နေပါတယ်အရေးကကလေးကစားကွင်းပေါ်ကိုမိုးပေးထားပါတယ်တဘာဝကြီးကအလွန်တရာကို စမ်းကြယ်လာပါတယ်ကျွန်တော်ကရှိုးပေါင်းလမ်းမပေါ်ရောက်တော့လမ်းမှာလူသွားလမ်းရောင်ရောင်ကလေးပါ လူသွားလူလာနေတာကြောင့်မျက်ရှိပင်တွေနဲ့ကျွနရွက်ချုံတွေကဖုံးလွှမ်းနေပါတယ်။ရှိုးဆောင်ကကငင်မင်းကြီးအောက်ကိုရောက်တော့အောက်ကိုဆင်းသွားပါတယ်။မြေလန်းကလေးကိုလည်းတွေ့ရပါတယ်။အစင်းတက်များမှာမြေလန်းကလေးကဖုံးနေပါတယ်။ကျွန်တော်ရဲ့အိမ်မက်ထဲကအတိုင်းကစားကွင်းထိကိုဆင်းကြည့်လိုက်တော့မြေပေါ်မှာဒုံနဲ့ချစ်ပြီးတော့ရေးထားတဲ့စာတွေကိုတွေ့ရပါတယ်။လာပြင်းနေဖျားပွဲမှာစုံမယ်။လာပြင်းနေကနောက်ပတ်တဲ့ဖြစ်တဲ့ဖြင့်ကျွန်တော်သိနေပါတယ်။တောက်ကြနေဖြစ်တဲ့ဖြင့်လည်းစနေတနင်္ဂနွေဆက်နေတာကြောင့်ကျောင်းသုံးရက်ပိတ်ပါတယ်ဖျားပွဲဘယ်မှာရှိမှန်းတော့ကျွန်တော်လည်းမသိပါဘူးကျွန်တော်ကဆီယာမနော်အားစာကိုမေးရပါအောင်မယ်ကျွန်တော်တဲတဲ့အိမ်ကိုပြန် ြန်လာခဲ့လိုက်ပါတယ်။အိမ်ထဲမှာတော့ဦးကျော်နဲ့ဦးစောကျော်လေးကမရှိပါဘူး။ကံမာကြီးဘက်ကိုတက်သွားတယ်တဲ့။ဆီယာမကတော့နေ့လယ်စာထမင်းစီစဉ်နေပါတယ်။သူတို့ကလက်ထပ်ပြီးကစားအိမ်တော်ဦးဇနီးမောင်နှံမိဘအိမ်မှာဆက်နေနေကြခြင်းလည်းဖြစ်ပါတယ်။ဦးစောကျော်လေးကတိုက်ကြီးမြို့နယ်တမဝါရမဌာနမှာဌာနတွင်စည်ရင်းစစ်လျှောက်ထားတာကြောင့်အရွေးခံရပေမဲ့လည်းအလုံးမဝင်ရသေးပါဘူး။မမဒီနားလေးမှာလာပြင်းနေညလုံးမဲ့ဖရားဘွယ်ကဘယ်နားမှာလဲဗျာ။ အဲငမ်းမော်ဟာဖျားဝဲလေတာဝါသနာပါလို့လားလေးရင်စုယွာနာအဖိုးเจ้าဖျားဝဲလေလာပြည့်နေ့တောက်ကြနေလေတစောင်းမုံးလာပြည့်ညမှာလုံမှာเจ้าက၃ရက်ဇက်တိုက်ပိတ်တာဆိုတော့လာနိုင်မှာပါမိုးလေကင်းလို့တော့အလွန်စီကားပြီးတော့ပြောဖို့လည်းကောင်းပါတယ်အမားတို့တော့မှာတော့တနစ်တခါဒီပွဲပဲရှိရလေဟုတ်ကဲ့မမကျွန်တော်လာခဲ့ပါမယ်ကျွန်တော်အကျိုးเจ้าမမအောင်မပြောတော့ပါဘူးဂျပန်ခန်းကြီးစာတွေကိုရေးသားပြီးတော့လေ့ကျင့်နေမိပါတယ်မမကဆက်မမေးတာကြောင့်တော်ပါသေးတယ်တ냐အိပ်ပြီးလို့တနင်းငွေနေနေလေစားစားပြီးတော့ကျွန်တော်ရန်ကုန်ကိုပြန်ခဲ့လိုက်ပါတယ် တို့ပဲလေစိတ်ကစောနေလို့လားတော့မသိပါဘူးအဲ့ဒီအပတ်ကအချိန်ကုန်ရန်တော်တော်လေးကိုကြာခဲ့ပါတယ်ဆောင်းဆိုင်နေရတဲ့အချိန်တို့ကအလွန်ကုန်ခဲလာပါတယ်အလွန်ဝါသနာကြီးလာတဲ့ဂျပန်စာသင်နေရသည်ကိုပင်ကျွန်တော်စိတ်ဝင်စားနိုင်တော့ပါဘူး နေ့စဉ်မတန်းရေးသူပြီးပြီးတနေ့ကုန်တစ်ခါမတန်းရေးပြီးတော့မိမိကိုမိမိသုံးသက်ဆင်ခြင်ပြီးတော့မှကျွန်တော်နာမည်ပဲမသိရသေးတဲ့ကောင်မလေးကိုဆွဲလန်းပြီးတော့စိတ်ဝင်စားနေမိပြီဖြစ်ကြောင်းအဖြစ်သိရပါတော့တယ်တက္ကသိုလ်ကျောင်းတော်ကြီးမှာပေါ်များလာတဲ့မိမ့်မပြူများကိုစိတ်ဝင်စားအသက်20ကျော်တဲ့အထိရည်စားတင်တာပဲမရှိခဲ့ဘူးတဲ့ကျွန်တော်အချင်းနဲ့ဖန်းစားလိပြီလို့ခံစားမိရပါတော့တယ်ဆောင်းရလွန်ကြတဲ့တောက်ကြနေကိုရောက်တော့ကျွန်တော်မိခင်ကိုခွင့်ပန်ပြီးတော့မနက်စောစောကားနဲ့တိုက်ကြီးမျိုးကိုထွက်လာခဲ့ပါတယ်မနက်10နာရီဂျူပြူကံမော်တက်တဲ့ကားကိုမှီပါတယ်ယနေ့ဖျားဝဲနေ ဖြစ်တာကြောင့်ဂျိုးပြူကံမော်တက်တဲ့ဧည့်သည်တွေနဲ့ဈေးသည်တွေဟာအလွန်များပြားနေခဲ့ပါတယ်။ချက်ပလက်ဘိုက်ဘူးကားကြီးမှလည်းပြည့်ကျက်နေခဲ့ပါပြီ။ ်အနောက်ဘက်အဆုံးထိုင်ကုန်မှာနေရာကလေးတစ်နေရာရတာကြောင့်တော်ပါသေးတယ်ကားခေါင်မိုးပေါ်မှာလည်းကုန်နေတဲ့လူတွေနဲ့အပြည့်ပါပဲတောင်တက်လန်းပြစ်တာကြောင့်အလွန်အန္တရာယ်တော့များလာပါတယ်အဲလိုနဲ့ပဲကားလေးကတစ်နေရာကိုရောက်တော့ကျွန်တော်နီးမှကတ်ထိုင်နေတဲ့အတော်ကြီးကကျွန်တော်ကိုစစ်စစ်ကြည့်ပြီးတော့ကံမိုင်းဦးကျော်တို့အိမ်ကိုလာလေတဲ့ဆရာလေးထင်တယ်ဟုတ်ပါတယ်တော်ရဲ့သူတို့လင်မယားရေစစ်ကံပေါ်မှာမနေကြတော့ဘူးကွပြောင်းသွားကြပြီခင်ဗျာဘယ်ဟုပြောင်းသွားလဲဗျဘာဖြစ်လို့လဲခင်ဗျာကိုစောကျော်ကတိုက်ကြီးမျိုးကတမဝါရမဌာနမှာအလုရသွားပြီလေဆရာမလေးကလိင်စုရွာမှာမူလာတန်းကျောင်းမှာပဲကျောင်းဖြစ်သွားလို့ပြောင်းသွားကြတယ်လိင်စုရွာ ဒီလမ်းဘေးကရွာမဟုတ်ဘူးလားဗျာဟုတ်တယ်ဆရာလေးရဲ့အဖိုးเจ้าနာရွာလေဟာဒါဆိုအတော်ပဲဗျကျွန်တော်ကအဖိုးဖျားဘွဲကိုလာတာရေစစ်ကံမွားနေလားလို့ရှင်ဝေးတယ်ဗျအခုတော့တငယ်ချင်းလင်မယားအိမ်မှာတဲနေတယ်ပွဲလဲလို့ရပြီပေါ့ဩအဲ့လိုလားရှေ့မှာရောက်တော့မယ်ဆရာလေးကားကြက်တော့အစင်းသိပြင်ထားလိုက်အောင်ဟုတ်ကဲ့ပါတော့ကျေးဇူးတင်ပါတယ်ကားရက်တာနဲ့ကျွန်တော်ခုံစင်းတော့မူလာနဲ့ចောင်းလေးရှေ့တက်တဲ့မှာကိုစောကြော်လင်းနဲ့မမနော်အားစာကကျွန်တော်ကိုကြုံနေပါတယ်မောင်းလေလာလာဒီလိုပြောင်းမှဘလို့သိရလဲကွယ်ကားဘွားအတော်ကြီးတယောက်ပြောလို့သိရပါမမရဲ့ အတော်ကြီးဒါမပြောလို့ရှိရင်ကျွန်တော်ရေစစ်ကံပေါ်တက်ရအောင်ပါကဲကဲခဏနားပြီးတော့ရေမိုးချိုးလိုက်အောင်လေပြီးလို့ရှိရင်နင်းလေစာထမင်းစားရမယ်အိမ်ကတဲတာတာဆိုပေမဲ့ကျေဝန်းပါတယ် ရပါတယ်မမရဲ့တဘာဝကြတာပေါ့လင်းစုရွာရှိမှာတော့ကာလန်ကာလန်တစ်ဖက်မှာတော့ဂျူဘူရေးပိုက်လုံးကြီးအနောက်ဘက်မှာလေကွင်းနေနဲ့ခလန်လန်းမှာဝရုံနှန်းကွယ်နေတဲ့လိမ်မော်ကျန်ရွာရှိပါတယ်ကျွန်တော်ရေမိုးချိုးပြီးလို့ထမင်းစားကြတော့ဆီယာမကကျွန်တော်ကြိုက်ပဲကြီးဟင်းနဲ့ကျက်ဘူးတိကာလာသားကျန်ရင်ငပိရင်နဲ့တိုးစရာတောတဘာဝစုံလင်လာပါတယ်လေကွင်းဘက်ကနေလာတဲ့ရိုးပြတ်နဲ့တင်းတင်းတဘာဝလေကိုရှူရင်းနဲ့ထမင်းစားရတာလည်းအလွန်မိန်လာပါတယ်ထမင်းစားလို့ပြီးမှတော့ကိုစောကြော်လေးနဲ့ရေနွေးချမ်းတောက်ရင်းနဲ့သူ့အလုပ်ကြောင်းလေးပြောကြပါတယ်သူ့ရဲ့အလုပ်ကနယ်လေစင်းစစ်ရွာရဲ့ရက်ွက်တွေတမဝါရမအ သင်းတွေကိုစင်းစစ်တဲ့ကဟိုကဒီကထမင်းပြေပြီးတော့ယမကာတွေပါဧည့်ခံပါတယ်ကုစောကျော်လေကကရင်လူမျိုးဖြစ်တာပြင်ငကူကလေးကကြိုက်ပြီးသားဆိုတော့အရက်သမားကြီးဖြစ်သွားမှကျွန်တော်စိုးရိမ်မိပါတယ်ညနေနေဝင်ကနီးမှာတော့စီကားလာတဲ့ဖះပွဲစည်းတန်းကြီးကိုရှောင်ရင်ကျွန်တော်နဲ့ကုစောကျော်လေကဘူးတိကျော်စားကြပါတယ်စိုင်းတောက်ရင်လည်းကျွန်တော်ကိုအိမ်မက်ထဲမှာဖိတ်ခေါ်ထားတဲ့မိန်းကလေးကိုတန်တားစွာရှိမိပါတယ်စောသေးရွေးဖြစ်ပါလိမ့်မယ်လူသူဟူ၍တော့မတွေ့ရပါဘူးအိမ်ပြန်ညစာစားပြီးတော့ကုစောကျော်လေတို့လင်မယားဖះပွဲကိုသွားကြပါတယ် ကျွန်တော်ကတော့ညနေမှပဲတပတ်လဲပြီးတော့ရှာရန်အကြံစီနဲ့အိမ်ဆောင်ကြံခဲ့ပြီးတော့ဂျပန်စာခန်းကြီးစလုံးတွေကိုရေးဆွဲလေ့ကျင့်နေမိပါတယ်။ည9:00နာရီခန့်မှာတော့အမနော်အားစာအတန်ကိုကြားရပါတယ်။မောင်သိန်းဝင်းရေခဏတကားဖွင့်မအောင်ဟဲ့ဒီမှာအမတပည့်မတယောက်ဘိုက်အောင်နေလို့လာပို့တာ။မင်းမှာစေးစုံပါတယ်မဟုတ်ဘူးလား။စေးတိုက်ပြီးတော့အတွင်းကမမတို့အိမ်ရာမှာနားပါစေ။ဟုတ်ကဲ့ပါမမ ကျွန်တော်ရေခတ်ပေးပြီးတော့အသင့်ပါလာတဲ့အစာကြေစည်များတိုက်လိုက်ပါတယ်။မိမန်ရဲ့အလင်းရောင်ကအလွန်အားနဲ့နေတာကြောင့်မိန်းကလေးကိုတက်တက်ကွက်ကွက်တော့မမြင်ရပါဘူး။ချောမောလာပါတဲ့မိန်းကလေးတယောက်ဖြစ်မှန်းတော့သိရပါတယ်။ဆီယာမရဲ့တပည့်ဆိုတာကြောင့်ကျွန်တော်သေချာတော့မကြည့်လိုက်မိပါဘူး။မိန်းကလေးကအခန်းတွင်းကိုဝင်သွားပြီးတော့အိတ်နေခဲ့ပါတယ်။ကျွန်တော်ကတော့ခန်းကြီးစလုံးတွေကိုဆက်ပြီးတော့လေ့ကျင့်နေမိပါတယ်။အဲဒီအချိန်မှာပဲအောက်မလေးရှင်းလောက်ကြပါအောင်ဆိုတဲ့အတန်ကိုကြားရတာကြောင့်ကျွန်တော်ထရက်လိုက်ပါတယ်။မိန်းကလေးကကျွန်တော်ကိုပြေးဖက်တာကြောင့်ကျွန်တော်လည်းအလိုက်တဲ့ရင်ဝင်ထဲမှာဖတ်ထားရင်းနဲ့ဘာဖြစ်လို့လဲမိန်းကလေး။ဟို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 မ သူမလက်ညှိုးထိုးပြနေတာကမြေကျွက်ကြီးကိုကြောင်ဖားကြီးကခြိလာခြင်းဖြစ်ပါတယ် ကျွန်တော်သူမကိုနှစ်သိမ့်ပြီးတော့အကြောက်ပြေစီရင်ကိုရံရေတိုက်လိုက်တော့မှကြာညိုသိမ်းနဲ့ရတာကြောင့်မကြာညိုမကြာညိုမဟုတ်လားယင်အဲ့လိုမျိုးကျွန်တော်စိတ်ထဲကနာမည်ကိုခေါ်လိုက်ပြီးတော့ဟုတ်ပါတယ်မမထိုညကကျွန်တော်နဲ့မကြာညိုတို့အချစ်ဆက်လန်စခြင်းဖြစ်ပါတယ်ကျွန်တော်တို့အိပ်ပျော်သွားကြတော့တကောင်ကြော်နေခဲ့ပါပြီမနက်မိုးလင်းငန်နေတော့ကိုစောကြော်လေးတို့လာနိုးတော့မကြာညိုမရှိတော့ပါဘူးဆီယာမအမေတော့ပြန်သွားပြီလို့သာကျွန်တော်ကိုဖြေနိုင်မှာတော့တယ်နောက်တနေ့ညမှာတော့မကြာညိုချိန်သွားတဲ့ဂျိုးပြူပိုက်လုံးကြီးအနောက်ဘက်ခရီးတော်မှာည၈နာရီလောက်မှာတော့ကျွန်တော်တို့ချိန်တွေးကြပါတယ်မကြာညိုကအလွန်ချစ်စရာကောင်းတဲ့ရ င်ကြီးတိမ်မွေးတဲ့မင်းကလေးဖြစ်ပါတယ် ်ထိုညကကျွန်တော်ကိုရွှေရင်းကားငါးပြားလက်ဆောင်ပေးပါတယ်ကျွန်တော်အတွက်ကြောင်းသုံးစရိတ်တယ်နောက်တစ်ပတ်မှသူတို့အိမ်နဲ့အလန့်နေတဲ့ဂျိုးပြူရေစစ်ကံမောကငယ်ပင်ကြီးအောက်ကိုလာရန်ချိန်ပါတယ်အပြန်မှာတော့ကျွန်တော်လိုက်ဖို့မယ်လို့ဆိုတော့သူမကလက်မခံပါဘူးကျွန်တော်သားကိုစောကြော်လီတို့အိမ်ကိုပြန်အိပ်ပါတယ်သူတို့အိမ်ကတဲတတာအိမ်ဖြစ်တာကြောင့်သူတို့ရဲ့အိမ်ကလည်းတဲတတာအိမ်ဖြစ်တာကြောင့်ဂျက်တို့မထပါဘူးတကားကစေယုံသာစေထားတာကြောင့်ကျွန်တော်အသာပင်ဝင်အိပ်လိုက်ပါတယ်နောက်တနေ့မနက်စာစားပြီးကျွန်တော်အိမ်လုံးတွေလုံရန်ရှိနေသေးတာကြောင့်ရန်ကုန်ကိုစောစောပြန်ခဲ့ရပါတယ်ကိုစောကြော်လီကတော့နောက်တစ်ပတ်တနင်္ဂနွေနေ့မှာရေစစ်ကံပေါ်မှာဖ ရားဝတ်ပြုဆူတောင်းမွက်ရှိတာကြောင့်စနေနေ့ညဖာရီအိမ်မှာညအိတ်သွားမယ်ဆိုပြီးတော့ကြိုတင်ဖိတ်ခေါ်ထားပါတယ် နောက်တစ်ပတ်စနေနေ့မှာလည်းကျွန်တော်ဝရိယကောင်းစွာပင်ရန်ကုန်အိမ်ကနေစောစောထွက်ခဲ့ပြီးတော့ရေစစ်ကံပေါ်မှာရှိတဲ့ဖာရီဦးကျော်တို့အိမ်စီတန်းသွားပါတယ်။နေ့လယ်၁၂နာရီခန့်ကိုရောက်တဲ့အခါမှာတော့မနေ့ပြန်ဝတ်ပြုစုတောင်းပွဲအတွက်အမဲလိုက်အဖွဲ့ကအမဲလေထားရတားကောင်စုံလင်စွာနဲ့ရရှိတာကြောင့်ချက်ပြုတ်ရန်ပြင်ဆင်နေကြစဉ်ဖြစ်ပါတယ်။ဖာထီတို့အဖွဲ့ကတောကောင်ကလီစာဟင်းနဲ့ချက်ထားရကျွန်တော်တို့ကနေ့လယ်စာအဆင်ပြေသွားခဲ့ပါတယ်။နေ့လယ်စာစားပြီးတော့အားလက်နေသေးတာကြောင့်ကျွန်တော်လမ်းလျှောက်ရင်းနဲ့ဂျိုးပြူရေစစ်ကံကညင်မင်းရှိုးဘက်ကို AK ဟာကိုပတ်ပြီးတော့ထွက်လာခဲ့ပါတယ်။ ရှူထဲကိုရောက်တာနဲ့ကញင်မင်းချင်းရေကန်အနီးမှာတစုံတရာလှူရှားနေရအောင်တွေ့ရပါတယ်။အသေးချာကြည့်မိတော့မှမတ်ကြညိုဖြစ်နေပါတယ်။ကျွန်တော်ကရှူဆောင်ကိုပတ်ပြီးတော့ကញင်မင်းချင်းရင်မှာရှူထဲကိုဆင်းလိုက်တော့ မကြညိုကထမိန်တူတူဝက်ပြီးတော့ခြေမျက်စိသာမြုပ်တဲ့ရေကန်ကလေးထဲမှာကြာကန်ကလေးတခုဖန်ဆင်းနေပါတယ်။ကြာရွက်ကလေးတွေကအလွန်လှပဲမလဲလက်ဖွားခံပဲမရှိပါဘူး။အသေးချာကြည့်တော့မှပဲကညင်မင်ရှုံကုန်းစဉ်လန်နဘေးမှာပေါက်နေတဲ့နဘူးချုံမော်ကအရွက်ကလေးတွေကိုတွားပြီးတော့သတိရမိပါတယ်။အိမ်မွေသေးပင်ကတောင်ကြာဥပင်တွေမှာအရွက်ကလေးတွေဖြစ်ပါတယ်။ကြာညိုပန်းမွင့်ကလေးများကတော့တင်းငယ်ပြီးတော့ပြန်ကားနေတဲ့အညိုရောင်ပွင့်ကလေးများဖြစ်နေပါတယ်။မကြညိုဘာလုပ်နေရလဲဗျ။မမောင်းတတိယလိုကြာညိုကန်လုပ်နေရလေ။အပွင့်ရဘေးရရလဲ။ အရွက်ကတော့မမောင်သေးရင်သူမကမိုးဘုတ်ကိုလက်ညှိုးထိုးပြပါတယ်ကျွန်တော်မြင်လေရတာကတော့အရွက်ဝေစာပြီးတော့ဖြောင်တန်းနေတာကြောင့်ထီမိုးထားသလိုမျိုးဖြစ်နေတဲ့ကញင်မင်းကြီးပါအဲဒီအချိန်လေရဟတ်လိုမျိုးခြားခြားလဲပြီးတော့ဝဲပြန်ကြလာတဲ့ကញင်ပွင့်ကလေးအောက်မှာအစေးအိအလုံးလေးပါပါတယ်ပြန်ကားနေတဲ့ပွင့်ဘက်ကကြာပွင့်တပွဲပွင့်ချက်ကလေးသုံးခုလည်းပါပါတယ်အညိုရောင်ပွင့်ကလေးတွေကားကားကလေးပါမကြညိုကအရက်စိတ်ကူကောင်းတယ်နော်မမောင်တင်မေးထားရလေဘယ်တော့မမောင်တင်မေးဘူးလို့လည်းမကြညိုရဲ့ပြောစမ်းမအောင်မမောင်ကိုချစ်မိတာနဲ့အဲ့လိုမျိုးပဲတက်သွားတာ ကျွန်တော်မကြညိုရင်ခွန်နဲ့ဆွဲထည့်ပြီးတော့ဖတ်ထားလိုက်မိပါတယ်မမောင်ရဲ့လွတ်ပါလူမြင်ကိုကြီးမှာပြီးတော့ကြညိုရဲ့လက်တွေခြေောက်တွေကဘွက်တွေပေးနေရမမောင်ပေးကုန်လိမ့်မယ်ပေးပလိစီကွာကျွန်တော်ကလည်းအတင်းကဲမယ်လို့တော့မကြညိုကရုံးကန်ပြီးတော့ဟောအဖိုးခေါ်နေပြီမမောင်ရဲ့ကြညိုလွတ်ပါတော့ညကြတော့မှဟိုအရှိဘက်ရှူဆောင်မှာနှစ်ထပ်အိမ်ကြီးတစ်လုံးရှိတယ်အဲ့ဒီကနေကြညိုစောင့်နေမယ်လေအဖိုးကလည်းမမောင်ကိုတွေ့ချင်တယ်ပြောတယ်အကိုရောကဘူကလေးမျိုးကမိဘရဲ့စီပြန်နေတယ်ကြညိုကတော့အဖိုးကိုမမောင်ကြောင့်ပြောပြထားပြီအဲ့ဒါကြောင့်အဖိုးကတွေ့ချင်နေရလေ မောင်ဆက်ဆက်လာခဲ့နော်ကြာညိုမျောနေမယ်ကြာညိုကတုတ်ခနဲ့ထပြေးသွားတာကြောင့်ကျွန်တော်ငေးကြည့်နေမိပါတယ်အုတ်ထင်းသူသူ့ရဲ့အဖိုးကိုအတိပေးပြီးပြီတဲ့ ဒါလည်းကောင်းပါတယ်လေတရားဝင်ဖြစ်သွားတာပေါ့ကျွန်တော်ကလည်းကြောရရုံကြံ့ကျင်တော့မဟုတ်ပါဘူးလက်ထက်ရဲ့ကြံ့စီထားခြင်းလည်းဖြစ်ပါတယ်အလောက်ကန်ရတာနဲ့လက်ထက်မယ်လို့လည်းယူရထားပါတယ်ကျွန်တော်ရှိုးပေါ်မှာတက်ပြီးတော့တဲအိမ်ကိုပြန်လာခဲ့လိုက်ပါတယ်ဦးကျော်တို့အိမ်မှာတော့မနေ့ကဖះเจ้าဝိပုပွဲပြီးအလူအတွက်စီစဉ်ချက်ပြုတ်နေကြတာကြောင့်လူစီကားပြီးတော့စူညံနေပါတယ်အဲဒါကြောင့်ကျွန်တော်ကနေလေစာစားပြီးတာနဲ့ရေစစ်ကံပေါ်တက်ပြီးတော့အရေးကောင်းရာတည့်ရပင်အောင်မှဖြာခင်းကဂျပန်စာတွေကိုလေ့လာရင်းနဲ့အနားယူပန်းဖြေနေမိပါတယ် ရေစစ်ကံမောင်မှာတော့အတော်မြင့်နေတာကြောင့်အေးချမ်းပြီးတော့လေကလေးတပြူပြူနဲ့အလွန်နေလို့ကောင်းပါတယ်တောတောင်မြင်ကွင်းစင်းစင်းကိုလည်းအပေါ်စီကနေမြင်နေရတာကြောင့်မျက်စိအားအေးလာပါတယ်ညနေဆောင်တော့ဖာဒီဦးကျော်တို့အိမ်ရှိမှာကရင်ဒုံရင်တိုက်နေပြန်ပါတယ်မနေ့ပြန်လုံးမဲ့ပွဲမှာခရီးရန်ဘာသာရေးပွဲဖြစ်ပုံရပါတယ်ကျွန်တော်ကလည်းရေမိုးချိုးအဝတ်စားတန်းတန်းလဲပြီးတော့ဧည့်သည်မဟုတ်တော့တာကြောင့်ဆီယာမကိုပြောပြီးတော့ညနေစာထမင်းစောစောစားပြီးတော့လက်နှိတ်တက်ပြီးတက်လက်ဆွဲကညမောင်ကြီးပြောစားချိန်မှာမကြညိုတို့အိမ်မက်ကိုထွက်လာခဲ့လိုက်ပါတယ်အခြေရဲ့ခွန်အားတွေကြောင့်မွေကင်းမကြောက်တဆေတရဲဆိုဒီကိုဂယုမဆိုင် လူသွားလူလာပြတ်တဲ့တောချုံအတီးပြီးတဲ့လမ်းကိုမန်းဆပြီးတော့ထွက်လာခဲ့ပါတယ်။ကញမင်းရှိုးကိုကြော်တော့ဂုံမမော့ကလေးကိုတက်ရပါတယ်။ကဝန်မြေကုန်းဖြစ်တာကြောင့်ဂုံမော့မှာတောင်ယိုးမပင်နဲ့ဇီးပြုတ်ဝင်ချုံမင်ကလေးများသာဟိုတစုဒီတစုပေါက်နေပါတယ်။အရှိဘက်မှာတော့တောညွညွမိုင်မိုင်ကျွန်းတော်ကြီးပါကျွန်တော်ရဲ့အဆုံးမှာတော့နှစ်ထပ်တစ်သားအိမ်ဝင်ကြီးကိုတွေ့ရပါတယ်။တပည့်ရှင်နဲ့တောတောင်တွေဘက်ကိုမျက်နှာလှဲထားတာကြောင့်အိမ်ကောင်းရင်းကနေ အိမ်ရှိကိုပတ်ပြီးတော့သွားရပါတယ်အိမ်ရှိဝရဏာဧကန်းမှာတော့မိမန်အိမ်လေးတစ်လုံးကိုဇပွဲပေါ်တင်ထားပြီးတော့တစ်သားထိုင်ခုံတစ်လုံးမှာတော့အုပ်ပေါင်းပေါင်းထားတဲ့ရှေးအဖိုးကြီးပုံစံလူကြီးတူထိုင်နေပါတယ်ကျွန်တော်ကအပေါ်တက်တဲ့လယံပြိုလျက်ရှိနေတဲ့လေကားတကားခြေရင်းရောက်တော့အိမ်ရှင်တို့ဆိုပြီးအတန်ပြုတ်လိုက်ပါတယ်အိမ်ရှင်ဖိုးကြီးကလူလေးတက်လာခဲ့လေလေကားလက်ရံပြိုနေရဲ့ကွအားမပြူနဲ့ဟုတ်ကဲ့ပါဖိုးကျွန်တော်ကတစ်သားကလထိုင်အောင်တစ်ခုမှနေရာပေးတာကြောင့်ထိုင်ရပါတယ်အဲဒီခါမှအဖိုးကြီးကလူလေးကိုဖိုးဆောင်နေရပါ မိမလေးကအကုန်ပြောပြထားလို့အဖိုးသိနေပါပြီဒါပေမဲ့လူလေးအဖိုးတို့ကအနတ္တအမျိုးတွေအမြဲမရှိနိုင်ဘူးနေ့မြင်ညပြောက်တွေပဲမထူးပါဘူးကွယ်ပုံမလင်းလင်းပြောရလို့ရှင်အဖိုးတို့ကတိုက်ဆောင်အဆက်တွေပါလူစစ်တွေမဟုတ်ကြပါဘူးလူလေးရဲ့ယိုသားမှုတစ္ဆာရှိမှုကိုသိပေမဲ့လူလေးတို့မေတ္တာဇလံမဖြစ်နိုင်ပါဘူးကွယ်ခမဘာဖြစ်လို့လဲဗျာကျွန်တော်ဘက်ကအလုပ်ရတာနဲ့မကြညိုမိသားဖသားပြီးပြီးလက်ထက်ယူမှာပါအဖိုးရဲ့အဲ့ဒါပြောတာလူလေးရဲ့အထက်ကခွင့်မပြု အခုတောင်လူကလေးရဲ့နှမမအေးမိအပြင်းပြားပြီးတော့တတိလင့်နေပြီအဲ့ဒါပြောတာလူကလေးရဲ့အထက်ကခွင့်မပြုအခုတောင်လူကလေးရဲ့နှမမအေးမိဟာအပြင်းပြားပြီးတော့တတိလင့်နေပြီတတိရလာရင်လည်းစိတ်ကမှန်တော့မှာမဟုတ်ဘူးလက်လျှော့လိုက်ပါတော့လူကလေးရဲ့အဖိုးကျွန်တော်ရဲ့မြစ်တာလင်းနေပါတယ်ဗျာကျွန်တော်အထူးကုသမားတော်ရင်လည်းကုသပါရစေကျွန်တော်ကိုတွေးခွင့်ပေးပါဗျာအင်းခတ်တော့ခတ်တာပဲဒီကလေးကတော့တယ်လဲဇွဲကောင်းတကူ ဟဲ့မဲရက်ခာခဏစင်းလာခဲ့စမ်းကွယ်ဟုတ်ကဲ့ပါဖိုးမြထောက်နေကြီးနဲ့ရုပ်ကြမ်းကြမ်းမိမကြီးတို့အပေါ်ဘက်ကမှန်မင်းလေးကိုဆွဲပြီးတော့စင်းလာခဲ့ပါတယ်ဒီကလူကလေးကိုမြေးမလေးနဲ့ပေးတွေးလိုက်ကွယ်စေရောတိုက်ပြီးပြီလားဟုတ်ကဲ့ဖိုးတရိယာလိုစေးတိုက်ပြီးရနဲ့အိပ်ပျော်နေပါတယ်အေးအေးလိုက်သွားလိုက်သွားလူလေးရဲ့သွားကျွန်တော်အတော်ကြီးနောက်ကနေအပေါ်ဘက်ကိုတက်လာခဲ့ရပါတယ်အထက်လေကားတက်နေအခန်းတစ်ခုရဲ့ကရင်ပေါ်မှာမတ်ကြညိုအိပ်ပျော်နေပါတယ်အဝတ်စားတွေကတော့နေလျာတွေးခဲ့ရတဲ့အဝတ်စားတွေတော့မဟုတ်ပါဘူး ပထမဆုံးတွေ့ခဲ့ရတဲ့မင်းသမီးအဝတ်အစားမျိုးဖြစ်နေပါတယ်။ကျွန်တော်မကြညိုကိုပွေပြီးတော့နှစ်ဖူးကိုစမ်းကြည့်ပါတယ်။ကိုကချစ်ချစ်တောက်ပူနေပါတယ်။ကျွန်တော်နှိုးဝင်မှလည်းမနှိုးပါဘူး။အေးစေးတိုက်တန်းရရှိပါတယ်။သူမရဲ့ခန္ဓာကိုယ်ကကြာညိုသေးညံ့လေးတော့တင်းပြတ်နေသေးပါပဲ။အဲဒီချိန်မှာပဲအတော်ကြီးကကဲကောင်းလေးပြန်လို့ရပြီကွယ်။ဗျာကျွန်တော်ကျွန်တော်မကြညိုအနိုးကိုစောင့်မြစေဗျာ။မရဘူးကွယ်။အဖိုးကစိတ်ကျဉ်တဲ့အခါခဏပဲပေးတွေ့ရ။နောက်လည်းမလာပါနဲ့တော့။လာရင်လည်းတွေ့ရတော့မှာမဟုတ်ဘူးကွယ်။ဘာမှမတတ်နိုင်တော့ပါဘူး။ ကျွန်တော်ကလည်းမကြညိုရဲ့နဘူးလေးကိုနှုတ်ဆက်နမ်းပြီးတော့အตาရာချကအောက်ထပ်ကိုဆင်းခဲ့ရပါတော့တယ်။အောက်ထပ်ထိုင်ကုန်ပေါ်မှာအဖိုးကနေရာတွင်ထိုင်နေသေးပါပဲ။ကဲလူလေးမင်းမြင်ရပြီလားကွယ်။တိုက်ဆက်တည်းဟာလူတွေနဲ့လက်ထက်လို့မရပါဘူး။အထက်ကလည်းခွင့်မပြုဘူးကွယ်။ဒါပေမဲ့လူကလေးမနစ်နာကိုယောကြည့်ပေးပါမယ်။မနှက်ပြန်မနှက်ဒီအိမ်ကြီးကိုလာခဲ့ပါ။အဖိုးတို့တော့ရှိတော့မှာမဟုတ်ပါဘူး။လူကလေးစောနာတော့တက်လာခဲ့တဲ့လေကလေးအလဲထက်အောင်မှာယရနာတစ်တာရှိတယ်။တိုက်နှမ်းမဟုတ်ပါဘူးကွယ်။အင်္ဂလိပ်တွေစစ်ပြီးမြုံနံတိုးဝက်ထားခဲ့တဲ့ရွှေတင်းကားပြားတွေပါ။ အင်္ဂလိပ်တွေစစ်အပြေးမြုံနံတိုးဝတ်ထားခဲ့တဲ့ရွှေရင်းကားပြားတွေပါလူလေးတူးဖော်ယူပြီးတော့တုံးလို့ရတုံးပါလူလို့ရလူပါကဲလူလေးပြန်ပါတော့အဖိုးမြစ်တာရက်ခံပါလေကွယ်ကျွန်တော်ကလည်းစိတ်မကောင်းချင်းကြီးစွာနဲ့ပြန်ခဲ့ရပါတယ်လမ်းကိုမှန်းဆပြီးတော့ပြန်ခဲ့တာပါလက်နှိတ်တက်မိကိုလည်းမသုံးတော့ပါဘူးလာပြေကျော်လာတချမ်းလေးကတော့ရေးရဲအလင်းရောင်ပေးနေပါတယ်ကြိုက်လို့တဲ့မွေစိုးများကြိုက်ပြီးတော့တေးခြင်းလဲတေးပစီတော့ဆိုပြီးတော့ရှောက်လာခဲ့တာပါရင်ထဲမှာလည်းမွန်းကျက်ပြီးတော့မျက်ရည်တွေလည်းကျလာခဲ့ပါတယ်တို့ပဲမလဲမြည်တွန်းတန်နေကြားရပဲမလဲကျွန်တော်တို့တကောင်ကားမှလာမထိကြပါဘူး ကျွန်တော်ကကမ္ဘာကြီးဦးကျော်ရဲ့အိမ်ကိုပြန်ရောက်တော့စားတောက်နေကြဆဲပဲဖြစ်ပါတယ်။အဲဒီချိန်မှာပဲတငယ်ချင်းကိုစောကျော်လေးကတငယ်ချင်းဘဲပြောက်သွားလေဟာမျက်နာလည်းမတမရနဲ့။လာခွားရောက်အတူတူတောက်ရအောင်။အဲဒီညကစိတ်ညစ်ညစ်နဲ့ပဲကျွန်တော်ကအရက်တော်တော်များများကိုတောက်ပြီးတော့အိတ်ပစ်လိုက်ပါတယ်။အိမ်မက်ထဲမှာမကြညိုကကျွန်တော်ကိုငိုယူပြီးတော့နှုတ်ဆက်နေပါတယ်။သူတို့ဝေးကိုပြောင်းရွှေ့ရတော့မှဖြစ်တဲ့ကြောင်းလည်းပြောနေပါတယ်။ ကျွန်တော်ကလည်းရင်ထဲမှာရှိရှိတဲ့များမချွေးမကြံဖွင့်ပြောမိပြီးတော့နှစ်ဦးသားခေါင်းချင်းဆိုင်ပြီးတော့အပြိုင်ငိုကြတဲ့အခါမှာတော့ကျွန်တော်အိယာကနိုတော့ခေါင်းကြီးမှာမျက်ရည်တွေရွှဲနေလို့ဆူရွှဲနေပါတယ်နောက်တနေ့မနေ့အစောပိုင်းမှာတော့ကျွန်တော်အကျိုးအကြောင်းဇက်စုံခင်းပြတဲ့အခါမှာအိမ်သားတွေအားလုံးအံ့ဩကြပါတယ်မနေ့9နာရီခန့်ဖခင်တက်ကဆူတောင်းပွဲပြီးမှကျွန်တော်နဲ့ကိုစောကျော်လေးဦးကျော်တို့အပရိသတ်အားဆရာမနဲ့အပွဲအိမ်ခန့်ကျူးမွေးနေစဉ်အသာရှူထွက်လာပြီးတော့ဦးကျော်အိမ်ကနေပေါက်တူးခေါ်ပြတရွင်းများယူပြီးတော့ကညင်ပင်ရှူဘက်ကိုထွက်လာခဲ့ပါတယ်နှစ်ထပ်အိမ်ဟိုကြီးကိုလည်းရောက်ရောအိမ်ပေါ်မှာတစ ုံတယောက်မှရှိမနေတော့ပါကျွန်တော်တို့ကညကအဖိုးပြောပြတဲ့တတိယလေကလေးအောင်မှတူးကြတဲ့အခါမှာတော့ကြည်စံတစ်တာ ပုံကြီးကိုတွေ့ရပြီးတော့အထဲမှာတော့ဂျော့ဂရုံရွှေတင်းကားပြတဝက်တတိကိုတွေ့ရပါတယ်ကျွန်တော်ကအဲ့ဒီရွှေတင်းကားပြတွေကို၄ပုံပုံပြီးတော့၂ပုံယူကာ ကျန်တဲ့နှစ်ပုံကိုတော့ဖာဒီဦးကျော်နဲ့တငယ်ချင်းကိုစောကျော်လေးကိုခွဲပေးလိုက်ပါတယ်ကျွန်တော်ကတပုံကိုရွှေရုံဖျားကိုလူပြီးတော့ကျန်တဲ့ပုံကိုတော့ကျွန်တော်သုံးမှာဖြစ်ပါတယ်အားလုံးလည်းကျင်နေကြပါတယ်ဒါပေမဲ့လည်းကျွန်တော်ယနေ့ထိဝေခွဲမရတာကဥစ္စာဆောင်ကိစ္စဖြစ်ပါတယ်ရွှေငွေပေးခြင်းကလည်းသူတို့တိုက်ပစ်စီမဟုတ်ပါဘူးအင်္ဂလိပ်များမြုံနှံထားခဲ့ခြင်းဖြစ်ပါတယ်မြေသီးအတွက်ကြောင့်ပုံချောင်သွားကြခြင်းဖြစ်တယ်လေဒါလည်းအဖြစ်ရှိပါတယ်ရာဇဝမှုနဲ့မကင်းတာကြောင့်ပုံချောင်နေထိုင်ခြင်းလည်းဖြစ်နိုင်ပါတယ်ပတ်ဝန်းကျင်နဲ့လည်းမဆက်ဆံခြင်းကတန်ရရဖြစ်ပေါ်ပါဒါပေမဲ့လည်းမကြညိုရဲ့ကိုသိင်းရင်နဲ့ကြညိုပန်းရင်နဲ့ကတော့ထူးဆန်းလာပါတယ်တဘာဝ ဝရင်းနှံဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်အချိန်အားလက်၍ဂျူပြူကံမော်ကိုရောက်လေတိုင်းမကြညိုကိုတန်းတာပြီးတော့ကြညိုကံကလေးဖန်ဆင်းတဲ့မကြညိုဟာမျောလင့်စေပဲဖြစ်ပါတော့တယ်ဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီကဇလန်လေးကိုစောနေတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူချင်းမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မွေရင်ရေးသားသူကိုလည်းဂါရဝပြူရဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်